မင်္ဂလာပါဒေါက်တာအောင်သူဘလော့မှကြိုဆိုပါရစေ။ဒီနေ့ကတော့ကျွန်တော်တို့ဂရင်း၆တယ်ဆိုတာဘာကြောက်လဲဆိုတဲ့အကြောင်းရင်းလေးတွေကိုပြောပြပေးမှာပါဗောနော်။ ဲ့တော့ကျွန်တော်တို့ကဒီ green ချောက်တာကိုကျွန်တော်တို့အင်္ဂလိပ်ခေါ်ဝါရဆိုရင်တော့ dry mouth လို့လည်းလည်းကိုခေါ်တယ်ကျွန်တော်တို့ medical ခေါ်ဝါရဆိုရင်တော့ zero stomia လို့ခေါ်တာပေါ့နော် zero ဆိုတာကတော့ကျွန်တော်တို့က dry ပေါ့ချောက်တာ stomia ကတော့ကျွန်တော်တို့ကဗစက်ကိုခေါ်တာပေါ့နော်အဲ့တော့ green ချောက်တယ်လို့ဒါခေါ်တယ်ပေါ့အဲ့တော့သူ့ရဲ့အဓိကအကြောင်းရင်းနေလည်းကူကူမဲ့ရင်တော့ကျွန်တော်တို့ကအဓိကအကြောင်းရင်းမှာနံပါတ်1အချက်က dehydration အာကျွန်တော်တို့ရေတောက် နည်းတယ်လို့ပဲအကြံပေးမှလိုက်ပေါ့လောလောဆယ်ကတော့ dehydration ပေါ့နံပါတ်1အချက်ကတော့ကျွန်တော်တို့ကဒီရေတောက်နေတာရယ်နံပါတ်1အချက်ကတော့ကျွန်တော် stress များရင်လေဖြစ်တတ်တယ်တချို့ကြတော့နံပါတ်3အချက်ကတော့ကျွန်တော်တို့ပါးစပ်နဲ့အသက်ရှူတဲ့လူတွေဥပမာနှာခေါင်းပိတ်တာတို့ဥပမာနှာစီးနာပိတ်ဖြစ်လို့ပါးစပ်နဲ့အသက်ရှူရတာကြာရင်လေကျွန်တော်တို့ကဒီကရင်6တဲ့ပြဿနာလေးဖြစ်တတ်တယ် နမက်၄ချက်ကတော့ကျွန်တော်တို့ကအသက်အရွယ်ကြီးလာရင်လေဒီတတွေးထွက်တဲ့နှုန်းဒီကျွန်တော်တို့ salivary gland လို့ခေါ်တဲ့တတွေးအိတ်ကနေပြီးတော့တတွေးထွက်တဲ့နှုန်းနည်းလာတဲ့ဒါအသက်အရွယ်ကြောက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ကနမက်၅ချက်ကတော့ကျွန်တော်တို့ရဲ့ medication လို့ခေါ်တဲ့ဆီးတွေတောက်ဆီးတွေကြောင့်အများဆုံးကသွေးသူးကြဆီးတွေ ရီရှိလောင်းတန်းတောက်တာကြရင်ဖြစ်တတ်တယ်ဘယ်သွေးသွေးကြစေလို့ဆိုကျွန်တော်တို့က loser than ပါတယ်အဲကျွန်တော်တို့ direct စီးစီးတွေတောက်တာအရင်များလာတဲ့အချိန်မှာအချိန်ကြာလာတဲ့အချိန်မှာဖြစ်တတ်တယ်နောက်တစ်ခုက m လို့တပင်းလို့ခေါ်တယ်သွေးသွေးကြစီးတွေကိုလောင်းတန်းနှစ်ရှည်တောက်တဲ့လူတွေမှာလည်းကျွန်တော်တို့ဒီ green 6လေးပြဿနာမျိုးဖြစ်တတ်တယ်ပြီးတော့ကျွန်တော်တို့ antihistamine လို့ခေါ်တယ်ကျွန်တော်တို့ဒီ allergic anti allergic ပေါ့နော်ကျွန်တော်တို့ဒီယာနာပျောက်တဲ့ဆေး ျွန်တော်နာစီးပြောက်တဲ့ဆေးအနေနဲ့လဲသုံးလို့ရတယ်လော်ရာတဒင်းလို့ခေါ်တယ်အန်တီဟစ်စတမင်းမှာကျွန်တော်တို့ဗာမီသွန်လဲပါတာပေါ့တကယ်ကတော့ဒါလဲကတွင်း၆တဲ့ပြဿနာကိုဖြစ်စေတယ်ဒါအပြင်ကျွန်တော်တို့ချောင်းဆိုးပြောက်ဆေးချောင်းဆိုးပြောက်ဆေးမှာဆိုဒိုင်ဖန်ဟိုက်ဒရာမင်းပါတယ်ပေါ့နော်အဲ့ဒီဆေးတွေကြောက်လဲကျွန်တော်တို့ကတွင်း၆တဲ့ပြဿနာတွေဖြစ်နိုင်တယ်နံပါတ်6ချက်ကတော့ကျွန်တော်တို့က medical condition တွေ medical condition မှာတော့ကျွန်တော်တို့ကအဓိကကတော့ ျွန်တော်တို့ autoimmune disease ဆိုတဲ့ခန္ဓာကိုယ်ကုခံအားယောဂါတွေပါတယ်တချို့ကင်ဆာကိုကုသမှုခံယူပြီးတော့ကျွန်တော်တို့ဓာတ်ရောင်ခြည်ကို ပေးရတဲ့လူနာဓာတ်ရောင်ခြည်ကိုကျွန်တော်တို့အဓိကတော့ head and neck ပေါ့ကျွန်တော်တို့ဥကောင်းပိုင်းဆိုင်ရာကိုဓာတ်မှန်ကျွန်တော်တို့ဒီ radiation လို့ခေါ်တဲ့ဓာတ်ရောင်ခြည်ပေးရရင်လေအခက်မသိရင်ကျွန်တော်တို့ကဒီ3 8ပျက်စီးသွားပြီးတော့ တတိမထွက်တော့တာမျိုးတွေဖြစ်နိုင်တယ်ဒါလည်းကျွန်တော်တို့က green 6တဲ့ပြဿနာထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က uncontrolled diabetes လို့ခေါ်ရတယ်စီးချိုသွေးချိုကျွန်တော် uncontrolled မထိန်နိုင်တဲ့လူတွေမှာ under control ပေါ့ကောင်းကောင်းမထိန်နိုင်တဲ့လူတွေမှာလည်းကျွန်တော်တို့တွေ့ရတတ်သေးတယ်ပြီးတော့ကျွန်တော်တို့ကကြောက်ကက်ယောဂါတွေဖြစ်နေတဲ့လူနာတွေမှာလည်းဒီလိုကတွင်း၆တဲ့ပြဿနာမျိုးတွေဖြစ်နိုင်တယ် ဒီနံပါတ်ဒီ6ချက်ကတော့ကျွန်တော်တို့ကအကြောင်းရင်းပေါ့အာသာဖက်တာအနေနဲ့ကတော့ကျွန်တော်တို့ကဘာတွေရှိနိုင်သေးလဲဆိုတော့ကျွန်တော်တို့ရဲ့အဓိက lifestyle lifestyle မှာစလိတ်နဲ့အရက်ကျွန်တော်တို့ဒါသုံးတာများရင်လေ green 6တဲ့ပြဿနာဖြစ်တတ်တယ်ပြီးရင်ကျွန်တော်တို့အစားအသောက်အစားအသောက်မှာအဓိက salty food ကျွန်တော်တို့ငန်တဲ့အငန်တဲ့များတဲ့အစားအသောက်တွေပါတယ် acid တဲ့များတဲ့အစားအသောက်တွေပါတယ် ပြီးရင်ခြုံလွန်းတာကျွန်တော်တို့ခြုံလွန်းတဲ့အစားအသောက်တွေပါတယ်ခြုံလွန်းတာငန်လွန်းတာဆက်လွန်းတာစားရင်လည်းအစားများရင်လည်းကျွန်တော်တို့ကဒရင်းခြောက်တဲ့ပြဿနာတွေဖြစ်နိုင်တယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့က oral infection လို့ခေါ်တယ်ကျွန်တော်တို့ oral thrush ပစံမှာမှုဆွဲရင်လည်းကျွန်တော်ဒီကဒရင်းခြောက်တဲ့ပြဿနာတွေဖြစ်နိုင်တယ်ပေါ့နော် အဲ့တော့ဒါကတော့ကျွန်တော်တို့ကကဒရင်6ဒါကိုဖြစ်စေတဲ့အကြောင်းရင်းပေါ့သူ့ရဲ့ကျွန်တော်တို့ကဒီလက္ခဏာတွေပေါ့ဒီကဒရင်6ဒါနေဘာတွေဖြစ်နိုင်သေးလဲပေါ့ဘာတွေဖြစ်နိုင်လဲဆိုတော့ဒီကဒရင်6ဒါကြာလာရင်ကျွန်တော်တို့ကသွားပိုးစားတာတွေဖြစ်နိုင်တယ်ပါးစပ်မူဆွဲတာတွေဖြစ်နိုင်တယ်ပြီးတော့ဒီဘက်ကျွန်တော်တို့လက္ခဏာအရာကြည့်မယ်ဆိုရင်သူက dehydration ခေါ်တဲ့ကျွန်တော်တို့က ဒီခန္ဓာကိုယ်ရေတက်ခန်း၆တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ကနှစ်ခန်းညီ၆ပြီး क्वे အတာမျိုးတွေဖြစ်တတ်တယ်။ရှားဒီမှာအကွဲအချောင်းတွေပေါ်တာမျိုးတွေဖြစ်တတ်တယ်။ဒါကတော့ကျွန်တော်တို့ကဒါတွေ့တဲ့လက္ခဏာလေးတွေပေါ့။အဲ့တော့ကျွန်တော်တို့ကဒီကဒင်း၆တာကိုဘလို့ကုလို့ရမလဲ။အဓိကကျွန်တော်တို့က၃ချက်ပဲ။၃ချက်ပဲဆိုတာဒီကဒင်း၆ပြီဆိုရင်ကျွန်တော်တို့က သွားပိုးစားနိုင်တာဖြစ်တဲ့အတွက်သွားပိုးစားတာကိုကာကွယ်တာကကျွန်တော်တို့ကနံပါတ်၁ကုသနီနံပါတ်၂ကတော့ကျွန်တော်တို့က medical condition တွေဒီကျန်းမာရေးကိစ္စတွေရှိရင်ကျန်းမာရေးကိစ္စတွေကိုတေချာကူဖို့လုပ်ရမယ်နံပါတ်၃ကတော့ကျွန်တော်တို့ကုသနီမှာတဒွေးများများထွက်အောင်ကျွန်တော်တို့ကစီစဉ်ပေးရမှာပေါ့အဲ့တော့ဒါကတော့ကုသနီပေါ့အဲ့တော့ကျွန်တော်နံပါတ်၁ကုသနီအရာကျွန်တော်တို့ကသွားပိုးစားတာကာကွယ်ဖို့ဆိုရင်တော့အဓိကကကျွန်တော်တို့က green တန်ရှင်းရေးတေချာကြည့်ယူဆိုင်ရမယ်အဓိကကတော့သွား တနေ့ပုံမှန်3ချိန် at least အနည်းဆုံးကတော့တနေ့2ချိန်အကောင်းတာတော့တနေ့3ချိန်ဒါပုံမှန်တိုက်ပေးမယ်ကျွန်တော်တို့ green tan ဆေးရည်တွေတုံးလို့ရတယ်ဒါပေမဲ့ဒီမှာအရေးကြီးတာက eco hop ပါတဲ့ green tan ဆေးရည်မတုံးသင့်ဘူး fluoride တက်ပါတဲ့ green tan ဆေးရည်တုံးသင့်တယ်ဒါမှကျွန်တော်တို့ကသွားပိုးစားတာကိုကာကွယ်နိုင်မှာပြီးရင်ကျွန်တော်တို့ ਨੇ အမြဲတမ်း regular check up ပုံမှန်လုပ်မယ်6လတစ်ချိန်အမြဲတမ်း ကြောက်ချက်တန်ရှင်းရေးတွေလုပ်မယ်အဲကျွန်တော်တို့တွားပိုးစားတာတွေစစ်နေမယ်ဒါကတော့ကျွန်တော်တို့ရဲ့ဒီတွားပိုးစားတာကိုကာကွယ်တဲ့အပိုင်းပေါ့နံပါတ်1ကတော့ကျွန်တော်တို့က medical condition တွေဥမာစီးချိုသွေးချိုမထိန်းနိုင်ဒါစီးချိုသွေးချိုကိစ္စတွေကျွန်တော်တို့တမားတော်နဲ့ပြန်ပြီးတော့သေချာ check up ပြန်ပြမယ်ပြီးတော့တောက်ဆေးတွေတောက်လျှောက်လောင်းတန်းတောက်နေရောက်ဒီလောင်းတန်းတောက်နေတာကြောင့်ဒီလိုမျိုးဖြစ်လာတယ်ဆိုရင်တော့ဂရင်းချောက်တာဖြစ်လာတယ်ဆိုရင်တော့ ကျွန်တော်တို့ special လေးတမားတော်တွေနဲ့တေးချတိုင်ပင်ပြီးတော့ဆေးတွေလိုအပ်တယ်လို့အဂျက်လုပ်ပြရတာမျိုးတွေရှိတတ်တယ်ဒါကတော့ကျွန်တော်တို့က medical condition ကိုကုတာပေါ့နော်နံပါတ်3ချက်ကတော့ကျွန်တော်ခုန treatment ထဲမှာတဒွေးများများထွက်အောင်ဘယ်လိုလုပ်ကြမလဲအဓိကတော့ကျွန်တော်တို့ကရေများများတောက်ရင်ဟိုကောင်းတယ်ရေကိုအနည်းဆုံးတစ်နှစ်3လီတာတောက်ပြရမယ်ဒါအရေးကြီးတယ်ရေကိုတစ်နှစ်3လီတာဒါကျန်းမာရေးအတွက်လည်းကျွန်တော်တို့ကကောင်းတယ် ပြီးတော့ကျွန်တော်တို့ဒီအစားအသောက်ပိုင်းဒီမှာဆိုရင်ကျွန်တော်တို့ကငံလွန်၊ချိုလွန်၊ဆက်လွန်ဒီအစားအစာတွေပြီးတော့ acid တက်ညားတဲ့အစားအစာတွေကိုရှောင်ပြီးရမယ်။ဒါကကျွန်တော်တို့ကတရွေးထွက်များအောင် လုပ်တဲ့နည်းထဲမှာလည်းဒါတစ်ခုပါဝင်မယ်။နောက်နောက်တစ်ခုကကျွန်တော်တို့က sugar free chewing gum တခြားမပါတဲ့ကျွန်တော်တို့ PK လေးတွေဝါပြီးတာမျိုးဒီ PK ဝါခြင်းအပြည့်ဒီ chewing gum ပေါ့နော် နော် chewing gum တခြားမပါတဲ့ chewing gum ဝါချင်းအပြည့်တရေတွေပြန်ထွက်လာမယ်ဒီတရေတွေပြန်ထွက်လာတာနေပြီးတော့ကျွန်တော်တို့ဒီကရင်ခြောက်တာကိုကာကွယ်ပေးနိုင်တယ်ဒါကတော့ကျွန်တော်တို့ကဒီတရေထွက်များအောင်လုပ်တဲ့အပိုင်းပေါ့ပြီးတော့ habit အပိုင်းမှာကျွန်တော်တို့ lifestyle အပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ကစလိတ်ရဲ့အရက်ရဲ့ short တော့အမှာပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ကဒီတရေထွက်တာဒီပုံမှန်ပြန်ဖြစ်လာနိုင်တယ်ဒါကတော့ကျွန်တော်တို့ကကုသတဲ့အပိုင်းအဲ့တော့ကျွန်တော်တို့ဒီမှာ ကျွန်တော်တို့ဒီစေကန်းတွေကိုမလာနိုင်ဘူးအိမ်မှာကိုကကိုကောကုလို့ရလားဒီကဒင်း၆တဲ့အပိုင်းကကိုကကိုကုလို့ရတယ်ကဒင်း၆တာကဒင်း၆တဲ့အပိုင်းအဲ့တော့ကိုကကိုဘယ်လိုလုပ်လို့ရလဲအာကိုကကိုကုမယ်ဆိုတော့အလွယ်ဆုံးရေမင်းများတော့တရက်ကို3လီတာအ ਨੇ ဆုံးတောက်ပေးရမယ်ရေမင်းများတာတောက်မယ်ပြီးတော့ sugar free chewing gum တွေဝါပေးရမယ်တကြားမပါတဲ့ကျွန်တော်တို့ pk လေးတွေဝါပေးရမယ်တရေပြန်ထွက်အောင် အဲတချို့နှကန်း၆တာကွဲအပ်တာမျိုးဖြစ်ရင်ကျွန်တော်လစ်ပန်နေလဲဆိုလို့ရတယ်လစ်ပန်နေလဲဆိုလို့ရတယ်ဒါဒါကိုယ့်အကိုအိမ်သွင်းလုပ်လို့ရတယ်ပေါ့နော်အိမ်သွင်းကဒုတ်ဒူမလုတ်တင်တဲ့ဟာဆိုရင်တော့ကျွန်တော်တို့ကအဓိကတော့စလိတ်နဲ့အရက်တောက်တယ်ဆိုရင်ကျွန်တော်တို့ short သုံးမယ်ပြီးရင်ကျွန်တော်တို့ဒီချိုလွန်းနဲ့ငန်လွန်းနဲ့ acid တက်များတဲ့အစားအသောက် coffee acid တက်များတဲ့အစားအသောက်မှာဆိုကျွန်တော်တို့ coffee လဖေးရီ short တောက်တာမျိုး ဒါမျိုးတွေလုပ်လို့ရတယ်ချိုလွန်းတယ်ငန်လွန်းတယ်ကျွန်တော်တို့ဆက်လွန်းတဲ့အစားအသောက်တွေရှောင်မယ်ဒါဆိုဒီအချက်တွေလုံသွားရင်ကျွန်တော်တို့ကဒီကရင်၆တဲ့အပိုင်းကိုအများကြီးတက်တာအောင်လုပ်လို့ရတယ်ဒီ medical condition ကြောက်ပေါ့ကျန်းမာရေးအပိုင်းကြောက်ကျွန်တော်တို့ကျန်းမာရေးအပိုင်းကြောက်ဖြစ်တာဆိုရင်တော့ကျွန်တော်တို့ကသေချာ specialist နဲ့သေချာ specialist တမားတော်နဲ့သေချာပြပြီးတော့ကိုယ့်ရဲ့ဒီကျန်းမာရေးကိစ္စတွေကိုသေချာလေး ကုသပေးရမယ်ဒါဆိုရင်တော့ green 6တာကကျွန်တော်တို့ဒါပျောက်ကင်းသွားမှာပဲအဲ့တော့အခုဒီ green 6တာနဲ့ပတ်သက်ပြီးဗီဒီယိုလေးကနေပြီးတော့အခုကြည်ဒီအကြည်နေတဲ့မိတ်ဆွေတို့အကျိုးကျေးဇူးတစ်စုံတရာရရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကျိုးကျေးဇူးတစ်စုံတရာရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့အခုဗီဒီယိုလေးရဲ့အောက်မှာ yes လို့နိုင်ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ